ဖုန်းကောတစ်ခုဝင်လာခဲ့ရဒီနေရာကမလုံခြုံတော့ဘူးအမြန်ဆုံးထွက်ခွာဖို့အမိန်ပေးလာလို့နေမကောင်းတဲ့သမီးလေးကိုမချီပြီးအိရှိထွက်ပြောလာခဲ့ရခြံဝါရောက်တော့ကားပေါ်တက်မဲ့ကြံတုံကားမယူဖို့လမ်းပြောလိုက်တယ်ဒီလမ်းအတိုင်းရှိကိုတတဲဆက်သွားခိုင်းနေတယ်နည်းနည်းလောက်သွားပြီးတော့ဂိုရောင်ပြက်ကြီးတစ်ခုတည်းရောက်သွားတယ်အထက်ရောက်တော့ကားဆုပ်တစ်စီးတွေ့လိုက်မယ်ကားကလေးကိုဝင်နေလို့ ပြောလိုက်တယ်ခဏကြတော့လူစိုးရိရောက်လာပြီးတနက်တွင်နဲ့ဝိုင်းပြေကြတော့ကြောက်ပြီးကောင်းငုတ်ကဝစ်ပြီးနေမကားမန်ကတော့ဘာမှမဖြစ်ချစ်ရတော့မဖြစ်သွားဘူးဒီတော့မှကြီးကကားမန်တည်တယ်ကားလီပါကိုအကုန်နှင်းပြီးမောင်းထွက်ပြေးလာခဲ့တယ်လူစိုးရိကနောက်ကလိုက်သူမကရှေးကပြေးနေတနည်းရောက်တော့ရှေးနောက်ပိတ်ပြီးဝိုင်းခံလိုက်ရတယ်ဘာလို့ရမမန်းမသိတော့ဖုန်းနဲ့ပြန်မေးလိုက်တယ်မုတ်ခလုတ်ကို မြင်လားအပေါ်ကိုသုံးချက်မတင်ခိုင်းလိုက်တယ် 可呢，咋喽？ ကားနောက်ခန်းကနေဘာမှမသိတဲ့အရာတစ်ခုထွက်လာခဲ့ပြီးတဖြည်းဖြည်းနဲ့တက်စီမိုးတွေပြူးလုလုပြီးသွားချိန်မှာတနက်တလက်ဖြစ်နေခဲ့ရယ်မုတ်ကလေးကိုပဲအပေါ်ကိုမထားလိုက်ချိန်မှာတော့360ဒီဂရီလဲ့ပြီးပြစ်ခတ်မှုတွေစားလုလိုက်တော့တယ်လူစိုးတွေအများပြထိခိုက်တရားရကုန်ကြတယ်လူစိုးတွေမကုန်သေးတော့နောက်ကလေးတစ်ခုကိုထပ်နှိပ်တော့ကားတွေကနေလက်ပြေဖုံးတွေထွက်လာပြီးဖောက်ခွဲမှုတွေစဖြစ်တော့တယ်ဒီလိုတိုက်ခိုက်မှုတွေက လူစိုးတွေအားလုံးကို မရှင်းထုတ်လိုက်နိုင်ပေမယ့် နည်းနည်းပဲကြံတော့တယ်ကားတကားလာခောက်ပြီးမန်ကိုထုနဲ့ရိုက်ပြီးဖြက်စီးဖို့လုံနေချိန်မှာလူတယောက်ကလာပြီးဝင်ကယ်လိုက်တယ်။ကျန်နေသေးတဲ့လူဆိုးတွေအားလုံးကို အမောက်တိတ်ပြီးသူ့ကိုဖုံးပေးပြောဖို့ပြောလိုက်တယ်။တငယ်ချင်းအားလုံးဘေးကင်းတယ်။ငါအချိန်မီကယ်တင်ပေးလိုက်တယ်လို့ပြောလိုက်တဲ့အခါမှာဇလန်းလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပြစေရှင်။ကြီးစုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။